အာကာသရဲကနေကျွန်တော်တို့ကဘာကြီးကိုရိုက်ပြထားတဲ့ပုံတွေကိုကြီးလိုက်မယ်ဆိုရင်တော့တင်းငိမ့်အေးချမ်းပြီးตายရနေတယ်လို့ထင်ရပါတယ်။ဒါမဲ့တကယ်တမ်းတော့ကဘာမျက်နှာပြင်ပေါ်ကတောင်တန်းနေနဲ့ကျောင်းကဘာကြီးတွေဟာအတိတ်ကာလတုန်းကအထိနာခဲ့ပူတဲ့ကဘာကြီးရဲ့အမာရဟောင်းတွေအမှတ်အသားတွေလို့ပဲပြောရမှာပါ။ဒါတွေကကဘာကြီးရဲ့မတည်ငြိမ်မှုတွေငင်းကလေးလှောက်ခတ်ခဲ့မှုတွေရဲ့တက်တွေတွေပါပဲ။ ။ကဘာပေါ်မှာငလျင်တွေကနေရာတိုင်းမှာလှုပ်ခတ်ကြပါတယ်။တိုက်ကြီး9တိုက်လုံးမှာငလျင်လှုပ်ခတ်မှုတွေကိုမှတ်တမ်းတင်ထားတာတွေရှိပါတယ်။ဒါမဲ့ငလျင်အများစုကတော့ဒေသ3ခုမှာပဲအဓိကဖြစ်ပွားလေရှိပါတယ်။ပထမတစ်ခုကတော့ Atlantic သမုဒ္ဒရာရဲ့အောက်ခြေမှာရှိတဲ့ Mid Atlantic Ridge လို့ခေါ်တဲ့ဒေသမှာပါ။ဒုတိယတစ်ခုကတော့မြေထဲပင်လယ်ကနေအရှေ့တောင်အာရှအထိဆက်သွယ်ထားတဲ့ Alpine Data ဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ Pacific သမုဒ္ဒရာရဲ့အစွန်းတစ်လျှောက်မှာရှိတဲ့ ဆဝိုင်းပုံစံ Pacific Data စာကန် Pacific Belt ပါဒီ data မှာဆိုရင်တော့ကဘာပေါ်မှာဖြစ်ပွားတဲ့ငလျင်တွေအားလုံးရဲ့80%ရာခိုင်နှုန်းလောက်ဖြစ်ပွားလေးရှိပါတယ်ဒီ data တွေမှာငလျင်တွေအများဆုံးဖြစ်ရတဲ့အကြောင်းရင်းကတော့ကဘာမျက်နှာပြင်အောက်မှာရှိတဲ့အရာတွေကြောင့်ပါကမ္ဘာမျက်နှာပြင်အောက်မှာဆိုရင် tectonic plate လို့ခေါ်တဲ့ကြောက်သားလွှာကြီးတွေရှိပါတယ်။ဒီ plate ပြားကြီးတွေကတစ်ခုနဲ့တစ်ခုပုတ်တိုက်မိတဲ့အခါဒါမှမဟုတ်တစ်ခုနဲ့တစ်ခုထပ်သွားကြတဲ့အခါမျိုးတွေမှာ ငလျင်လောက်တာမျိုးတွေဖြစ်ပွားတတ်ပါတယ်။ဒီထက်ပိုပြီးအသေးစိတ်ကြကြလေးလာနိုင်ဖို့အတွက်တော့ဒီနေ့ဗီဒီယိုထဲမှာဒီအကြောင်းတွေကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာကနေပြန်လည်ကြိုဆို လိုက်ပါတယ်။ငလျင်နေဆိုတာ pressure လို့ခေါ်တဲ့ PR တွေကြောင့်ဖြစ်ပေါ်လာတာပါ။အတိအကျပြောရရင်တော့ကမ္ဘာအပေါ်ရန်လွှာမှာရှိတဲ့အလွန်ပြင်းထန်တဲ့ PR တွေကြောင့်ဖြစ်ပေါ်လာတာပါ အဲ့ဒီဖြေအားတွေကမီးတောင်လှုပ်ရှားမှုတွေကြောင့်ပဲဖြစ်ဖြစ်လူတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတတ်ပါတယ်။မြေကြီးကိုဖြေအားများများခဏခဏပေးလေလေငလျင်ကြီးတွေလှုပ်ဖို့လှုံ့ဆော်သလိုဖြစ်လေလေပါပဲ။ဒါမဲ့ငလျင်ဖြစ်စေဖို့ဖြေအားအများစုကတော့ပလိတ်ပြားတွေရွေရှားမှုကြောင့်ပါ။ လေပြားတွေအချင်းချင်းတစ်ခုနဲ့တစ်ခုထိခိုက်မိတာပဲဖြစ်ဖြစ်ဝေးကွာသွားတာပဲဖြစ်ဖြစ်ဘေးချင်းရှင်ပြီးရွေရှားနေတာမျိုးပဲဖြစ်ဖြစ်တစ်ခုအောက်ကိုတစ်ခုရောက်သွားတာပဲဖြစ်အများရန်ရွေရှားနေတတ်ကြပါတယ်ဒါပေမဲ့တစ်ခါတလေမှာတော့သူတို့ရဲ့အစွန်းနေရာညှိတွယ်ပြီးတော့ကတ်နေတတ်ပါတယ်ဒီလိုနေသားမျိုးမှလည်းပလေပြားတွေကတော့ဆက်ပြီးရွေရှားဖို့စူးစမ်းနေတတ်ကြပါတယ်ဒီလိုရွေရှားဖို့စူးစမ်းကြတဲ့အခါမှာအစွန်းနေအချင်းချင်းကတ်နေတဲ့နေရာပတ်လေတွေမှာ စွာရင်ဖြစ်ပေါ်လာစေပြီးတော့အလွန်ကြီးမားတဲ့ဖိအားတွေဖြစ်ပေါ်လာတတ်ပါတယ်။နောက်ဆုံးမှာတော့အစွန်းတွေကလွတ်ထွက်သွားပြီးတော့ပလိတ်ပြားတွေကလည်းရွေရှားသွားကြပါတယ်။ဒီဖြစ်စဉ်ကရုတ်တရက်အလွန်အားကောင်းတဲ့စွာရင်တွေကိုထွက်ပေါ်လာစေပါတယ်။အဲ့ဒီစွာရင်တွေကအရန်ကိုအားကောင်းလို့နဲ့အတွက်ကမ္ဘာအပေါ်ရန်လွှာအောင်တော့အကွဲသွားစေနိုင်ပါတယ်။ဒီလိုအကွဲသွားတဲ့အခါမျိုးမှာမြေကြီးတွေကနေလှိုင်းတွေထွက်ပေါ်လာပြီးတော့ပြင်းထန်တဲ့တုန်ခါမှုတွေဒါမှမဟုတ်ငလျင်တွေကိုဖြစ်ပေါ်လာစေတတ်ပါတယ်။ တကယ်တော့ကဘာပေါ်မှာငလျင်အဖြစ်များတဲ့ဒေတာတွေဆိုတာပထဝီအနေထားရတော့လှုပ်ရှားမှုအများဆုံးပလေပြားတွေစုံကြတဲ့နေရာမျိုးတွေပါပဲငလျင်တွေရဲ့ပြင်အားကိုတော့ seismograph လို့ခေါ်တဲ့ကိရိယာတွေနဲ့မှတ်တမ်းတင်ကြပါတယ်မြေကြီးတုန်ခါလာတဲ့အခါမှာ seismograph ကလည်းတုန်ခါလာပြီးတော့ဒီလှုပ်ရှားမှုတွေကိုထင်ဟပ်စေတဲ့ graph တစ်ခုကိုထွက်လာစေပါတယ်ငလျင်ကပိုပြင်းထန်လေလေ graph ရဲ့အစွန်းတွေကပိုမြင့်လာလေလေပါပဲ ီလိုလှုပ်ရှားမှုတွေကိုမှတ်တမ်းတင်ထားတဲ့ graph တွေကိုသုံးပြီးတော့ငလင်ရဲ့ပြင်းအားကိုတိုင်းတာကြတာပါပြင်းအားကိုတိုင်းတာတဲ့ scale တွေကတော့အများကြီးရှိပေမဲ့ငလင်ပညာရှင်တွေအကြိုက်ဆုံးကတော့ moment magnitude scale လို့သိရပါတယ်ဒီ scale မှာတော့အမြင့်ဆုံးဆိုတဲ့ကန့်သတ်ချက်မျိုးမရှိပါဘူးဆိုလိုတာကျွန်တော်တို့အသုံးများခဲ့ကြတဲ့ Richter scale ဟာဆိုရင်အားနည်းချက်တွေရှိနေပါတယ်။အဲ့ဒီထဲကအားနည်းချက်တစ်ခုကတော့ပြင်းရအရင်ကြီးမားတဲ့ငလျင်တွေကိုတိတိကျကျတိုင်းတာနိုင်စွာမရှိတာပါ။ ဒါကြောင့်ပြင်းအားခုနှစ်ဝင်းကျင်တဲ့အထက်ငလျင်တွေကိုတိုင်းတာတဲ့အခါမှာ Richter scale ကတိကျမှု ਨੇ ပါလာတတ်ပါတယ်လက်ရှိမှာတော့ပြင်းအား30ထက်ကြီးတဲ့ငလျင်မျိုးဖြစ်လာဖို့ဆိုတာအင်မတန်မှဖြစ်နိုင်ခြေနဲပါပါတယ်။ကမ္ဘာ့တမိုင်းတစ်လျှောက်အကြီးမားဆုံးငလျင်ကတော့1960ခုနှစ်တုန်းကချီလီနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ဒီငလျင်ကပစိဖိတ်ဆက်ဝိုင်းဒေသတွေမှာတည်ရှိပြီးတော့ဗယ်ဒီးဗီးယားငလျင်လို့ခေါ်ပါတယ်။ပြင်းအား9.5လောက်ထိရှိပါတယ်။ ကုန်းမြေပေါ်မှာအသေးပြောက်အပြက်စီးများစေခဲ့တဲ့တုန်ခါမှုတွေအပြင်ပေ80လောက်အထိမြင့်တဲ့လူဝသေးစင်တိုင်းနဲ့ဆူနာမီလှိုင်းတွေကိုလည်းဖြစ်စေခဲ့ပါတယ်။ဆူနာမီလှိုင်းဟာပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကျော်ပြီးတော့ဖိလစ်ပိုင်နဲ့ဂျပန်လိုမျိုးဝေးလံတဲ့နိုင်ငံတွေအထိပါတိုက်ခတ်ခဲ့ပါတယ်။မတ်လ28ရက်မွန်းတက်12:50ရောင်းကကျွန်တော်မြန်မာနိုင်ငံစကိုင်းတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့မြင်းငလျင်ကတော့မဂနီကျူ9.8အထိရှိခဲ့ပါတယ် မြေအောက်30ကီလိုမီတာလောက်မှဖြစ်ခဲ့တာမို့လို့ရိုက်ခတ်မှုကလည်းတော်တော်လေးပြင်းထန်ခဲ့ပါတယ်။နှစ်တစ်နှစ်မှာဒီလောက်ထိကြီးမားတဲ့ငလျင်တွေကတကဘာလုံးမှာမှတစ်ချိန်လောက်ပဲဖြစ်တတ်တာမို့လို့2025ရဲ့အကြီးမားဆုံးသောငလျင်ကြီးဖြစ်ခဲ့တယ်လို့လည်းပြောလို့ရနိုင်ပါတယ်။ USGS ရဲ့ခံမှန်းချက်တွေအရဆိုရင်တည်ဆုံးသူအရေအတွက်1000နဲ့1000ကြားအထိရှိနိုင်ကြရတော့24ရာခိုင်နှုန်း1000အနေတသိန်းကြားဟာဖြစ်နိုင်ချေ35ရာခိုင်နှုန်းနဲ့ဒီထက်ပိုနိုင်မဲ့အနေအထားမျိုးကတော့32ရာခိုင်နှုန်းလောက်အထိရှိတယ်လို့စိတ်မကောင်းပွဲရသိရပါတယ်ဒီခံမှန်းချက်တွေကလည်းငလျင်ရဲ့ပြင်းအားအနက်မျိုးစိရအခြေအနေအဆောက်အဦတွေရဲ့အရေအသွေးစတာတွေကိုထည့်သွက်ထားတာပါ ဒီငလျင်ကသခိုင်းပြည့်ရွေကြောကြောင့်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီးတော့ Indian Plate လို့ခေါ်တဲ့ကြောက်သားလွှာရနေအရှေ့မြောက်ဘက်ကိုတွန်းကန်လှုပ်ရှားနေတာကြောင့်ဖြစ်တယ်လို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။ဒီ Indian Plate ရဲ့တွန်းအားတွေကြောင့်လည်းဟင်းမွန်တာတောင်တန်းကြီးတွေဖြစ်ပေါ်လာရသလိုသခိုင်းပြည့်ရွေလိုပြည့်ရွေကြောကြီးတွေကိုလည်းဖြစ်ပေါ်လာစေခဲ့တယ်လို့သိရပါတယ်။ နောက်ကျွန်တော်တို့မြန်မာနိုင်ငံကမြေဝကျွန်းပေါ်ဒေသတွေမြေချောင်းတွေများတဲ့ဒေသတွေဖြစ်လို့ liquid fashion လို့ခေါ်တဲ့မျိုးစည်းလွားအရေးပြောမှုတွေလည်းဖြစ်နိုင်ချေအရန်များတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ငလျင်နောက်ဆက်တွဲမြေပြိုမှုတွေကိုလည်းသတိထားကြအောင်မှဖြစ်ပါတယ်။ငလျင်အရန်များတဲ့ဒေသချို့မှာတော့သူတို့ရဲ့လူမှုအတိုင်းအဝိုင်းကိုကာကွယ်ပေးနိုင်ဖို့အတွက်နီလန်းအမျိုးမျိုးတည်ထွင်ထားတတ်ကြပါတယ်။အဆောက်အုံတွေနဲ့တံတားတွေကိုငလျင်လှုပ်တဲ့အခါမှာကျိုးပဲ့မသွားစေဖို့အတွက် အလိုက်သင့်ရိမ်းထိုးပြီးနေနိုင်အောင်လို့ဒီဇိုင်းဆွဲထားကြပါတယ်။ပြည်သူတွေကိုလည်းငလင်လှုပ်တဲ့အချိန်မှာဘလို့ကာကွယ်ရမယ်ဆိုတာမျိုးတွေကိုပညာပေးထားတတ်ကြပါတယ်။အစိုးရအရာရှိတွေကလည်းသူတို့ရဲ့ပြည်သူတွေကိုကာကွယ်နိုင်ဖို့အတွက်ကြိုတင်လေ့ကျင့်မှုတွေကိုလုံဆောင်ပေးထားကြပါတယ်။ငလင်တွေကအရန်ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တယ်လို့ဒီငလင်တွေကြောင့်ပဲအံဩစရာကောင်းတဲ့အရာတွေလည်းဖြစ်လာနိုင်ပါတယ်။ဥပမာအဖြစ်တောင်နှမ်းကြီးတွေ၊ကြောက်ကပားကြီးတွေနဲ့ ညဝန်းဒေတာတွေဟာဆိုရင်ငလင်းနေတဲ့အတူတူတခြားသောပထဝီဆိုင်ရာဖြစ်စဉ်တွေကြောင့်ပဲဖြစ်ပေါ်လာတတ်ကြတာပါဆိုတော့ဒီဘောမှာမိတ်ဆွေတွေရဲ့တုံးသက်ချက်လေးတွေကိုလည်းကိုမမမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တိတ်ပန်ဆိုင်ရာတိုးတက်မှုအသစ်တွေနဲ့အတူကျွန်တော်တို့ပြန်တွေ့ကြမယ်